Hello ဒီနေ့ရတော့ပေါ့နော်တသားလေးကိုပထမဦးဆုံးဖန်လိုက်ပို့တဲ့ခီးစဉ်လေးပါကဲမိသားစုလိုက်သွားကြမှာပေါ့နော်ဆာရကလေးတွေလည်းခေါ်ရပါတယ်သူတို့လည်းပြန်တော့မှာဆိုတော့အမှတ်တရလေးပြန်အောင်သူတို့ကတစ်ခါလေအားလုံးတတူခီးလေးသွားကြပါတယ်ရှင့်ဖန်မျိုးပါဝတ်မပါအဖုံပေးလို့ တေးလေးတော့ရပါပြီပေါ့နော်တသားတလန်းလုံးအိတ်လာပြီးတော့အခုမှသူကအိတ်ချင်မှုသူဆိုနေရာအစ်စ်တွေဖြစ်ပြီးတော့ light ကြည့်နေပါတယ်အဲဒီနေရာလေးကပေါ့နော်အရန်ကို view လာတယ်မိသားစုနဲ့အေးအေးဆေးဆေးနေချင်တဲ့သူတွေဆိုရင်အရန်ကိုအဆင်ပြေပါတယ်သူကတော့အုပ်လေးမှာပေါ့နော်အေးအေးကြမ်းလေးတိတ်တိတ်ဆဲဆဲအေးအေးဆန်းတဲ့သူတွေအတွက်အဆင်ပြေပါတယ် အဲရောက်ပြီဆိုတာနဲ့အခန်းထဲဝေဝမှုတ်ပုံတွေပါလေပေးပတ်စံတွေပါလေရှင်းပြီးတော့အခန်းကိုဒါလည်းကားလေးနဲ့လိုက်ပို့တာပေါ့နော်သူကသွားမယ်ဆိုလို့ရှင်ချက်ချင်းပဲကားဆိုလည်းမြန်တယ်ဘယ်ဘက်သွားသွားပေါ့နော်အဆင်ပြေတယ်ဟိုမဆောက်ရအောင်ဆောက်ရအောင်ဆိုတာမရှိဘူးပေါ့နော်အခန်းလေးကားလေးနဲ့သွားကြပါမယ်အဲအခန်းထဲရောက်သွားပြီးခဏနားပြီးတော့နည်းနည်းအကြိမ်ဖမ်းမျိုးလိုက်ပတ်ပါမယ်ရှင်းဒါကတော့အခန်းဝင်ပြီးမှပဲပေါ့နော်ဗီဒီယိုရိုက်မိပါတယ်ဒါတသားလေးကတော့အရင်ပြောနေရတဲ့စစ်ဆိုတော့သူလိုက်ကြည့်နေတာပေါ့နော် နှစ်ကင်းစာကတော့ဟိုတယ်မှာပဲမှားပြီးတော့စားလိုက်ပါတယ်အဲခလေးနဲ့ကျတော့နေဘူးတိတ်မထွက်တော့ဘူးပေါ့နော်အဲဒါရေချိုးကအိမ်ဒါအခန်းလေးကတော့တန့်တယ်အေးအေးဆေးနေချင်တဲ့သူတွေကတော့ဒီဇော့ကပင်ဘယ်ဘယ်လီဟိုတယ်မှာလာပြီးတော့တဲပေါ့နော်အဲ့တော့ကျတော့မော်မြန်မာနေရဖြစ်တဲ့အတွက်ဒီနီနီနာဆိုလို့ဒီဖတ်အံပဲလဲပတ်လို့ရတာပေါ့နော် view ကလည်းအရန်ကိုလှပါတယ်တောင်တန်းလေးတွေနဲ့အေးအေးဆေးဆေးလေးပေါ့နော်အရန်ကို ပြောဖို့ကောင်းတယ်ဗောနော်တတလေးရလည်းအရင်ဟုတ်ပြောနေပါလေအဲဒီနေ့ဘလော့လေးရတော့ဒါလေးပါပဲနောက်ဘလော့ကြမှာပြန်တွေ့မယ်ဗောနော်နောက်ပြီးတော့ဖတ်အံလေးဘလော့လေးတွေတင်ပေးပါမယ်အဲဒါတော့မမီပဲများလာဗောနော်မမီကတော့မပဲများနေပါလေရှင်